တခဏတဏှာရဲ့ဆင်းရဲဒုက္ခတွေကတက်တာတာပြီးတော့ရှိနိုင်သို့တော့သာဝရလွတ်မြောက်တဲ့ဆင်းရဲဒုက္ခဟာဘယ်တော့မှနောက်ကျောင်းပြန်ပြီးတော့မိမိနဲ့ပတ်သက်ပြီးနောက်ကျောင်းပြန်ပြီးတော့လှည့်လာတာမျိုးမဖြစ်စေနိုင်တဲ့နိလန်းကတော့ဒီတလန်းပဲအဲ့တော့ဝိပဿနာဉာဏ်ရင့်တန်ရေးလို့ဆိုတဲ့အခါမှာ ဘယ်ချက်တွေကအရေးကြီးတာလဲဝိပဿနာဉာဏ်လို့ဆိုတာဘာကိုခေါ်တာလဲလူတိုင်းအတွက်ဘာကြောင့်အရေးကြီးတာလဲဆိုတာဘုန်းကြီးတို့နိုင်မသားဖို့လိုအပ်တာပေါ့မဂ္ဂင်ရှိပါအကျင့်တရားလို့ခေါ်တယ်မြစ္စည်းမပฏิဝရာချင်းစင်မှာရသော်ဗျာကသီလ သီလပြီးတော့သမာဓိသမာဓိပြီးတော့ပညာလို့အဆင့်30နဲ့ဖွဲ့စည်းထားတဲ့မဂ္ဂရှင်ပါအရှင်ပြအတိုင်းတာတစ်ခုရောက်တည်ထီအောင်သီလကိုလည်းဖြည့်ကျင်းရတယ်သမာဓိကိုလည်းပဲထူထောင်ရတယ်ပညာကိုလည်းမိမိတဏ္ဍာမှာဖြစ်ပွားလာအောင်ကြိုးစားအားထုတ်ကြတယ် ဒီသီလသမာဓိပညာလို့ဆိုတဲ့အခြေခံတရား၃ပါးနဲ့ဖွဲ့စည်းထားတဲ့မဂ္ဂင်၈ပါးလို့ဆိုတဲ့အချင်းကလွဲပြီးတော့နိဗ္ဗာန်ကိုမြင်မောက်ပြုနိုင်တဲ့မက်ဖို့ဆိုတာမျိုးမဖြစ်နိုင်ဘူးတဲ့နိဗ္ဗာန်ကိုသိနိုင်တဲ့မညံဖုံညံဆိုတာဝိပဿနာဉာဏ်ရင့်တန်မှဆက်ရောက်နိုင်တဲ့နေရာမျိုးဖြစ်တယ် ဝိပဿနာဉာဏ်မရင်တမ်းမဲနဲ့မက်ဖို့နိဗ္ဗာန်ဆိုတာမက်ဖို့ကိုမဆိုင်ရောက်နိုင်ဘူးမက်ဖို့ကိုမဆိုင်ရောက်နိုင်သေးသမျှကာလပတ်လုံးနိဗ္ဗာန်ရဲ့သဘာဝကိုလည်းအာရုံပြုနိုင်မှာမဟုတ်ဘူးပေါ့ဒါကြောင့်မို့နိဗ္ဗာန်နိဗ္ဗာန်ဆိုတာမှန်စားချက်နဲ့သာပြောပြီးတော့လက်တွေ့မျက်မှောက်ပြုနိုင်ဖို့ဆိုတာကြတော့ ဝိပဿနာချင်းစဉ်တစ်ခုချင်းဝိပဿနာဉာဏ်ရင့်တန်လာတဲ့အခါကျတော့မိမိတဏ္ဍမှာမက်ဆိတ်ဖိုစိတ်ဖြစ်ပေါ်လာပြီဆိုရင်နိဗ္ဗာန်ကိုကာအကာအကွယ်ပြုနေတယ်နိဗ္ဗာန်ကိုဖုံးကွယ်ထားတဲ့ကိလေသာတွေလောကခင်းစင်သွားပြီးနိဗ္ဗာန်ဆိုတာကိုကောင်းကောင်းကြီးမြင်လာနိုင်တယ်ဥပမာမယ်ကောင်းငင်ပြင်မှာ လာမင်းကြီးဟာလာပြီနေ့ညအခါမှာလာမင်းကြီးပေါ်ထွက်နေတော့လဲတိမ်တိုက်တွေဖုံးအုပ်နေလို့ရှိရင်လာကိုမမြင်နိုင်တယ်လို့ပဲလူတွေရဲ့အသိစိတ်မှလည်းပဲလောဘတွေတွန်းမိုးနေမယ်ဒေါသတွေတွန်းမိုးနေတယ်မောဟတွေတွန်းမိုးနေကိလေသာတွေဆိုတဲ့တိမ်တိုက်တွေဖုံးအုပ်ထားတဲ့အတွက်ကြောင့်နိဗ္ဗာန်ဆိုတာကိုဘယ်လိုနည်းနဲ့မှမမြင်နိုင်ဘူးပေါ့ ကောင်းကင်မှာရှိနေတဲ့လာကြီးကိုမြင်ဖို့ရအတွက်ဘာလို့ရမလဲလို့ဆိုအဲ့ဒီတိမ်တိုက်ဆိုတဲ့အကအကွယ်လေးဖုံးကွယ်လေးကိုဖယ်ရှားဖို့ပဲအဓိကဖြစ်တယ်အဲ့ဒီတိမ်တိုက်တွေကင်းစင်သွားတဲ့အခါနိဗ္ဗာန်လာမင်းကြီးကိုမြင်ရတယ်လို့ပဲကိလေသာတိမ်တိုက်တွေကင်းသွားလို့ရှိရင်နိဗ္ဗာန်ကိုတွေ့ရှိမှာဖြစ်တယ် နိဗ္ဗာန်ဟာဘာကြောင့်အရေးကြီးတာလဲလို့လူတိုင်းလူတိုင်းစဉ်းစားကြည့်စေ။ဘာဖြစ်လို့အရေးကြီးတယ်လဲဘဝမှာ ပြောနေတဲ့ပုံကိုယ်တွေဖို့တော့နိဗ္ဗာန်ဟာအရေးမကြီးတယ်လို့ဖြစ်နေမှာပဲ။ဘဝကိုပြောစရာလို့မြင်နေသေးတဲ့မြတ်ကာလပတ်လုံးနိဗ္ဗာန်ရဖို့အတွက်အေဒီအေဆက်ဖြစ်နေအောင်မှာပဲ။ဒါကြောင့်မို့ဘဝရဲ့ ုံမှန်အခြေအနေတစ်ခုကိုမြင်အောင်ဝိပဿနာရှင်းစင်တစ်ခုကိုရှင်းအောင်ရှင်းတဲ့အခါမှာဘဝရဲ့ရုပ်ပုံလွှာဟာလူတွေမြင်သိမှုဖြစ်မှာမြတ်စွာဘုရားကဘဝနဲ့ပတ်သက်ပြီးတော့ဘလို့ဟောထားတော့ဆိုဘဝဆိုတာဘလောက်တူတောင်းတဲ့ဘဝပဲဖြစ်ဖြစ်ချီးမွမ်းစရာမဟုတ်ဘူးတဲ့ဆက်ဆုပ်စရာကောင်းတယ်။ဘာနဲ့မြတ်စွာဘုရားကဥပမာပေးထားတော့ဆို လူတွေရဲ့မစင်ချင်းကြီးဟာနည်းနည်းလေးပဲဖြစ်စေအနံ့ဆိုးတယ်ယွန်စရာကောင်းတယ်အဲ့ဒါလို့ပဲဘဝဟာအမတန်တူတောင်းတဲ့ဘဝပင်ဖြစ်နေတယ်ဆိုဘယ်ဘဝပဲဖြစ်ဖြစ်ဤဘဝထို့ဘဝဘဝမှန်သမျှမှာမစင်ပမာဆက်ဆုပ်စရာကောင်းတယ်လို့ဒီလိုဆိုတော့တမန်ပုဂ္ဂိုလ်တွေအနေနဲ့ကတော့သဘောပေါက်အောင်မဟုတ်သေးဘူးပေါ့သဘောပေါက်လောက်အောင် ဘဝရဲ့အပြစ်အနာစာလေးကိုစဉ်းစားပြီးတော့ကြည်တတ်ဖို့ဒီနေရာမှာသမာသင်္ကပ္ပနဲ့သမာဒိဋ္ဌိမမှန်ကန်ကန်တွေးတောနိုင်မှမမှန်ကန်ကန်မြင်လာနိုင်တယ်ဆိုရယ်ဒီနှစ်ခုဟာကြီးမားတဲ့စွာအားကိုပေးနိုင်တယ်ဒါကြောင့်ဘဝအကြောင်းကိုစဉ်းကျင်စဉ်းစားတဲ့အခါဘုရားလောင်းတွေကဘလို့စဉ်းကျင်စဉ်းစားတော့ဆို ကိစ္ဆဝတာယံလောကောအာပန္နောသာယတိစေဝစီယတိသာသဝတိသာဥပပိစတိသာဒါဘုရားလောင်းနေတွေးပုံနေပါတရဝရီလေးဆိုတဲ့တတ္တလောကကြီးတစ်ခုလုံးဟာအတွုံးကိုဒုက္ခရောက်နေကြတယ်လို့ဒီလိုမြင်နေဘာဖြစ်လို့ဒုက္ခရောက်နေတယ်လဲဆိုရင်ဘဝတစ်ခုရလာလို့ရှင်တဖြည်းဖြည်းအိုမင်းလာတယ် ဒုက္ခဒုက္ခတွေနဲ့ကြုံရတယ်နောက်ဆုံးသိရတယ်သိပြီးတော့တစ်ခါပြန်မွေးရပြန်တယ်မွေးပြီးရင်တစ်ခါပြန်ပြီးတော့အိုရမယ်နာရမယ်နာပြီးရင်သိမယ်သိပြီးရင်ပြန်မွေးအောင်မယ်ဆိုတော့ဘလို့စိတ်ပြည့်စရာကောင်းတဲ့အခြေအနေကြီးလေကိုကျင်တတ်တဲ့ဘဝလေးမှာအချင်းကြာမြင့်စွာပြောင်းလဲခြင်းမရှိဘဲနဲ့သာဝရနေလို့ရတဲ့ဘဝဆိုတာရှိကုန်မရှိဘူး ေးတချို့ဘာသာတွေကတော့ကောင်းကင်ဘုံရောက်လို့ရှိရင်တော့